ပြောင်ဆိုကတော့တောင်းအမှန်ပါလေလို့ပြောပြီးတော့အဖွဲသားတွေအကုန်လုံးအပြင်ထွက်လာခဲ့ကြပါလိမ့်အဲဒီအချိန်မှာဂျေအိုကမျောလင်းချက်မဲ့သွားငေးဆိုင်ကြည့်နေရင်းနေအစင်းသိမ့်ဖြစ်ပြီလားလို့ပြောပြီးတော့ပေါက်ခွဲခလုတ်ကိုနှိပ်လိုက်တာနဲ့တပြိုင်နက်တည်းဓာတ်အာဘီစက်ယုံကြီးဟာလေပေါက်ခွဲသွားခဲ့ရပါတော့တယ်ဇကိုင်းဆာမှာတော့ကလေးတိုက်ဟာပင်လယ်ကမ်းစတနေရာမှာထိုင်ပြီးတော့ဟိုးဝေးကြီးမှာသူတို့လမ်းမြင်နေရတဲ့ဓာတ်ပေါင်းပိုကြီးတစ်ခုကိုလက်ညှိုးထိုးပြီး ကလေးတို့သဘာဝတို့ထင်အားများကြီးပြောဆိုနေကြပါလေကလေးတယောက်ကတော့အဲ့ဓာပေါင်းမိုးကြီးကနေပြစစ်ဓာတ်တွေထုတ်လို့ပေးနေရမလို့တို့နိုင်ငံကြီးကလည်းမကြားခင်မှာချမ်းသာလာတော့မှဖြစ်ကြောင်းသူ့ကွာပြောတယ်ဆိုပြီးတော့သူငယ်ချင်းတွေကိုပြောပြနေခဲ့မယ်ကောင်မလေးတယောက်ကတော့ဒီဓာပေါင်းမိုးကြီးသာပေါက်ကွဲသွားရင်အန္တရာယ်ရှိတယ်ဆိုပြီးတော့သူ့ဆရာမကပြောပြထားကြောင်းပြန်လဲပြီးတော့တုံ့ပြန်ခဲ့ပါလေကလေးတွေရင်ထဲမှာဒီဓာပေါင်းမိုးနဲ့ပတ်သက်ပြီးတော့အမျိုးမျိုးသောအတွေးတွေကကိန်းဝတ်လို့နေတာပါနောက်တစ်ခါမှဆိုရင်လှုပ်သွားဖို့နောက်ကျနေတဲ့ဂျဲဟော့ကိုသူ့ရဲ့တူဖြစ်သူကလာပြီးတော့နှိုးနေတာကိုတွေ့ရမှာပါ ဂျေဟိုရီရဲ့အိမ်ကသမင်းဆိုင်ဖွင့်ထားတာဖြစ်ပြီးတော့သူကလည်းနျူကလ িয়ার ဓာတ်ပေါင်းမှုအလုံသမားတစ်ယောက်ပဲဖြစ်ပါတယ်။သူဟာတဝူဒီသောတူလေးဖြစ်သူမင်းကျဲသူ့မကြီးဖြစ်သူနဲ့လက်တံပြောင်လာတဲ့အမေဖြစ်သူတို့နဲ့အတူနေထိုင်တဲ့လူမျိုးကြီးတစ်ယောက်ပါ။ဒါပေမဲ့သူ့မှာရောင်းချူဆိုတဲ့ချစ်သူလေးတစ်ယောက်ရှိပြီးတော့အခုတော့တငယ်ချင်းတွေနဲ့အတူမနှက်စားစားနေတဲ့ဂျေဟိုစီကိုရောက်လာပါတယ်။တကယ်တော့ဂျေဟိုကမင်းညာတော်ကကောင်မလေးတစ်ယောက်နဲ့အတူအရက်တောက်ခဲတော်ရောင်းချူတိပြီးတော့သူ့ကိုပြသနာလာရှာတာပဲဖြစ်ပါတယ်။နောက်တော့သူမရောက်ခမလောင်းကိုနှုတ်ဆက်ပြီးတော့ပြန်ထွက်သွားပါတော့တယ်။ ဂျေယောကအယက်နာကြနေလို့ဒီတရက်တော့အလုံးနာကျင်နေလို့အမေဖြစ်သူကိုပြောခဲ့မိမယ်အမေရဲ့လက်တံပြောင်းလေးမှုကြီးကိုကြောက်ရတဲ့အတွက်အလုပ်ကိုစိတ်မပါဘဲနဲ့သွားခဲ့ရပါတော့တယ်ဓမ္မမိုးကြီးစီကိုသွားတဲ့လမ်းမှာနျူကလ িয়ার ဆေးရုံတွေကိုပိတ်သိမ်းပေးဖို့အတွက်တောင်းဆိုဆန္ဒပြနေကြတဲ့လူအုပ်ကြီးကိုတွေးကြမှာပါသူတို့ကဆေးရုံကြီးဟာသူတို့ရွာနဲ့တဘာဝပတ်ဝန်းကျင်ကိုဖျက်ဆီးနေတယ်လို့ယူဆနေကြတဲ့အတွက်အခုလိုဆန္ဒပြတာကိုနှစ်ပေါင်းများစွာအကြောင်းပြုလုပ်လာခဲ့ကြတာပါ ဆယုံလုံသမားတွေစီးနင်းလိုက်ပါလာတဲ့ဘတ်ကားကိုရှေ့ဆက်သွားလို့မရအောင်လူတွေကလမ်းပေါ်မှာလှဲအိတ်ကဆန္ဒပြခဲ့ကြပါတယ်။ဒါလို့နဲ့ဂျေအိုတို့လည်းအလုပ်ကိုနောက်ကျမှရောက်လာပါတော့တယ်။အဲဒီချိန်မှာတော့ဆယုံတွင်းမှာနျူကလ িয়ার ဆယုံနဲ့ပတ်သက်တဲ့အကျိုးကျေးဇူးလုံဆောင်ပုံစနစ်တွေကိုဆွေးနွေးတဲ့ပူးပေါင်းအစည်းအဝေးတစ်ခုကိုပြုလုပ်နေပါတယ်။ဂျေအိုတို့လိုလုံသမားတွေကအဝေးလဲကန်းထဲမှာသတ်မှတ်ထားတဲ့လုပ်ငန်းဝင်ဝေဆုံကိုလဲလှယ်ဝေ့ဆင်ပြီးတော့နျူကလ িয়ার ဓာတ်ပေါင်းမှုတွေမှာစတင်အလုပ်လုပ်ကြပါတယ်။အလုပ်ချိန်ပြီးသွားတာနဲ့ဂျေအိုတို့တငယ်ချင်းတစ်တိုက်ဟာ၆ကက်ကက်ရှိလာတဲ့လမ်းဘေးကဆိုင်လေးဆိုင်မှာ ဘီယာထိုင်တောင်းနေတဲ့သူတို့မျိုးကြီးဟာဒီနျူကလ িয়ার ဓာတ်ပေါင်းမှုကြီးကြောင့်စိုက်ပျိုးလို့မရတော့ပဲလာအောင်ပြီးတော့လဲပတ်တဲ့သူတွေလည်းမရှိတော့ကြောင်းစိတ်ပြက်လက်ပြက်နဲ့ညှဉ်းညူနေခဲ့ကြပါလေဂျေဩကတော့ပို့ပြီးတော့စိတ်ထိခိုက်နေတာပါအကြောင်းတော့ဒီဓာတ်ပေါင်းမှုကြီးရဲ့ radiation ကြောင့်သူ့အဖေသူ့အကိုဟာသေဆုံးသွားခဲ့တဲ့အတွက်ကြောင့်ပဲဖြစ်ပါလေအဲဒီအချိန်မှာပဲဂျေဩအိမ်ကိုပြန်မလာသေးတဲ့အတွက်လာခေါ်တဲ့ရောင်းချူကိုသူတို့အားလုံးတွေးလိုက်ပြီးလမ်းတစ်ဝက်မှာပဲရောင်းချူစီးလာတယ်ဆိုင်ကဲကမှောက်သွားခဲ့ပါလေညာဘက်ရောက်တဲ့အချိန်မှာတော့ဂျေဩကရောင်းချူရဲ့ဆိုင်ကဲကိုပြန်ပြင်ပေးနေတာတွေ့ရပြီးတော့ ဆိုင်ကဲကရန်ကိုစုပ်နေမလို့အစ်စ်ဝဲတင်ကြောင်းသူကပြောလိုက်တော့ရောင်းကျူနေနဲ့သူမငွေစုနေမလို့အစ်စ်မဝဲနိုင်သေးတဲ့ကြောင်းကိုပြန်လဲပြီးတော့ပြောခဲ့ပါတယ်။ဂျဲကတော့တပြင်းချလိုက်နဲ့အနာဂတ်အတွက်သူ့အစီအစဉ်တွေကိုပြောပြပါတော့တယ်။သူကငါမျိုးကထွက်သွားခြင်းနဲ့စိုးမျိုးသွားမယ်။ရေချောင်းသမားဖြစ်နေအလုံးလုံးမယ်လို့ပြောလိုက်တာပါ။အဲ့ဒါနဲ့သူဂျက်ကက်ထဲကစီမံပတ်စပို့ရေချောင်းအလုံးသမားခီးတဲ့လက်မှတ်ကိုထုတ်ပြလိုက်ပါတယ်။ရောင်းကျူကတော့စိတ်ထိခိုက်သွားပြီးအခုသူမစီမံဂျဲကလွဲလို့ဘသူမှမရှိတော့ကြောင်း သူမအနေနဲ့ဂျေရောကိုသာအားကိုးပြီးတော့နေနေရတာမလို့မသွားစီခြင်းနဲ့အကြောင်းတားမြစ်နေခဲ့တာပါဂျေရောကတော့ရောင်းကျွဲစကားကိုနားမဝင်ခဲ့ပဲအလုတ်လုပ်ပြီးတော့ပြန်လာမှာမလို့သူ့ကိုနှစ်နှစ်ပဲစောင့်မှုအတွက်အတင်းပြောနေခဲ့ပါလေနောက်တစ်ခါမှဆွေးနွေးတော့ညာဘက်အလုတ်လုပ်နေတဲ့တောင်ကိုရီးယားနိုင်ငံရဲ့သမရာကြီးကိုတွေ့ရမှာဖြစ်ပြီးတော့သူ့နားကိုသမရာကရော်ကရောက်လာခဲ့ပါလေသူမနျူကလ িয়ার ဆေးရုံကိုပိတ်ဖို့တောင်းဆိုတဲ့အကြောင်းအရာတွေကိုစူးစီးထားတဲ့စာရေးစာရမ်းတွေကိုပေးလိုက်တာမဟုတ်လို့သမရာကြီးကတေချာဖတ်နေတာကိုတွေ့ရပါလေ နျူကလ িয়ার ဆိုင်ရုံလုံမနှူးကပင်လယ်ကမ်းနားမှာထိုင်းနေရက်တောက်နေတာပါသူတို့တွေကတူးကဆိုင်ရုံအကြီးကဲဖြစ်တဲ့ပြောင်းဆွပါသူရဲ့လုံဖို့ကံပဲဖြစ်သူကဒီနျူကလ িয়ার ဆိုင်ရုံကတိုင်းပြည်အတွက်အကောင်းဆုံးလက်ဆောင်ပဲပျက်စီးယိုယွင်းနေတဲ့နိုင်ငံစည်းဝိုင်းကိုပြန်လည်ထူထောင်ပေးနိုင်မှာလို့ပြောလိုက်ပါတယ်ဒါမဲ့ပြောင်းဆွကတော့သဘောမတူပဲဓာတ်ဆိုင်ရုံကသဘောပတ်ဝန်းကျင်နဲ့လူကျမ်းမာယူဘလောက်အန်ရည်ဖြစ်နိုင်နေဆိုတာမင်းမျက်မြင်ကိုယ်တွေပဲမဟုတ်လားလို့ပြန်ပြောလိုက်တာပါနောက်နေ့မှာတော့ဂျေဟောကသူ့အမေမကြီးဖြစ်သူတွေနဲ့တူထိုင်ပြီးတော့စကားပြောနေပါလေ။သူက စိုးသွားပြီးတော့ရေချောင်းအလို့သမားအလို့လှုပ်ချင်တယ်လို့ပြောနေပါတယ်ဒီစကားကိုကြားတဲ့အခါသူ့အမေကဒီမျိုးမှာပဲနေပြီးမင်္ဂလာဆောင်ဘယ်ဝူးမှမသွားဘူးလို့တစ်ချက်လုံးအမိန်ကိုထုတ်လိုက်ပါတော့တယ်ခေါင်းမာလာတဲ့ဂျဲဟောကလည်းဘလို့ပဲတတာဒီမျိုးကနေရောင်းထွက်သွားမှာပဲလို့ပြောလိုက်တာပါဂျဲဟောကတူတီတော့တူလေးမင်းချက်ကိုအရန်ချစ်တာမလို့စိုးမှကြောင်းတက်ပြီးတော့ပညာတတ်ကြီးပဲဖြစ်စေခြင်းခဲ့တာပါဒါမဲ့သူ့အမေကကန့်ကွက်နေရမလို့စိတ်ဆိုးဆိုးနဲ့အိယာဝင်သွားပါတော့တယ်ညဘက်မှာတော့ထောင်ပေါင်းများစွာသောကြွက်တီဟာမြေအောင်ထဲကနေအရှုပ်ရှုပ်ထွက်လာကြပြီးတော့ ပင်လယ်ထဲကိုခုံဆင်းသွားတော့တွေ့ကြမှာဖြစ်ပြီးဒါဂျဲအုံးတို့မျိုးကလေးတို့ကြမာဆိုးတွေကြာရောက်လာတော့မယ်ဆိုတဲ့နမိတ်ဆိုတာတော့ဘယ်သူမှသတိမထားမိခဲ့ကြပါဘူးနောက်နေ့မနက်မှာတော့ဂျဲအုံးရဲ့အမေနဲ့မကြီးဖြစ်သူတို့ဟာစိုင်းဖွှေးမှုအတွက်ပြင်ဆင်နေတဲ့အချိန်မကြီးကဂျဲအုံးကိုပင်လယ်ထဲသွားပြီးတော့အလုပ်လုပ်ဖို့အတွက်တစ်ခါတော့ခွင့်ပြုပေးလိုက်ပါလားလို့ပြောခဲ့မယ်အမေဖြစ်သူကအရန်စိတ်ဆိုးသွားပြီးလုံးဝခွင့်မပြုနိုင်ဘူးလို့ပဲပြန်ပြောတာပါသူမေကသူ့ဖေဆုံးလုံးကရခဲ့တဲ့အသက်အာမခံငွေကြေးတွေနဲ့ဂျဲအုံးကိုစီးပွားရေးလုပ်ဖို့အတွက်လွတ်ခဲ့ဘူးကြောင့် ဒါပေမဲ့မအောင်မြင်မဲ့လက်ပလာနဲ့ပြန်လာခဲ့တဲ့အတွက်နောက်တစ်ချိန်ထပ်ပြီးတော့မယုံရဲတော့တဲ့အကြောင်းကိုပြောပြပါရစ်။ရောက်ကမာဖြစ်သူရဲ့ဒေါသကိုရင်မဆိုင်ရတဲ့သူမကတော့ဘဲငပြားကြီးသွားဝင်လာဦးမယ်ဆိုပြီးတော့အကြောင်းပြကအပြင်ဘက်ကိုထွက်သွားခဲ့ပါရစ်။နောက်တစ်ခါမှတော့တမရယုံမှာတမရကြီးကဝင်းကြီးချုပ်ကိုခေါ်လိုက်ကဓာတ်ပေါင်းမှုအကြောင်းကိုဆွေးနွေးနေခဲ့ကြပါရစ်။ဝင်းကြီးချုပ်ကဓာတ်ပေါင်းမှုအကြောင်းကိုတမရကြီးစီမရောက်စေခြင်းနဲ့ဒီတင်များအကြောင်းကိုပေးပို့ခဲ့တဲ့သူကိုတခြားနေရာကိုပြောင်းဖို့အတွက်ညွှန်ကြားလိုက်ပါရစ်။သူတို့ကဗျောင်းဆုပ်ကပေးပို့လိုက်တဲ့စက်ယုံပိတ်ဖို့ပတ်သက်တဲ့တိုင်ကြားစာကိုဆွေးနွေးနေတာပါ။ ဝင်းကြီးချုပ်ကတော့ဒီစိတ်ုံကိုတမရာကြီးရဲ့ခွင့်ပြုချက်အရဆက်လက်ပြီးတော့ဆောင်ရွက်ခဲ့ရအကြောင်းကိုပြောတော့တမရာကြီးကသူ့အနေနဲ့ဒီ project ကိုခွင့်ပြုပေးခဲ့တာမရှိဘူးလို့ပြန်ပြောပါတယ်တမရာကြီးကဘဲခွဲဆုံးဖြတ်ပြီးပြီမဲ့ဒေတာကန်ဒီမှာအန်ရဲတစုံတရာရှိလာရင်ပြန်ပြင်ရမှာမဟုတ်ဘူးလားလို့မေးလိုက်တော့ဝင်းကြီးချုပ်ကတမရာအနေနဲ့ဒီလိုကိစ္စတွေကိုစိုးရိမ်နေရမှာမဟုတ်ပဲအတူတူပူးပေါင်းပြီးတော့စီးပွားရေးတိုးတက်အောင်သာလှုပ်ဆောင်အောင်ပါလို့တခွမကြံပြန်ပြောနေခဲ့တာပါစေယုံကပြောင်းဆုပ်ကတော့လူဆွမ်းအေးမြင့်ဌာနကိုနေရာဆွေပြောင်းလိုက်ပါပြီဒါဝင်းကြီးချုပ်ရဲ့လက်ချက်ဆိုတော့အားလုံးသိပါပဲ ။ပြောင်စုကြောင့်သမရယုံကအတွေးမှုတွေကလည်းအလုံးထုတ်ခံခဲ့ရတယ်လို့သူ့လူကြီးကပြောပါတယ်။ဒါ့ကိုပြောင်စုကတော့လုံးဝမကျေနပ်ခဲ့ပါဘူး။တစ်ဖက်မှာတော့တငယ်ချင်းတွေနဲ့စကားပြောနေဂျဲဟော့ကိုတွေ့ရမှာဖြစ်ပြီးတော့ဂျဲဟော့ကတော့ဒီကနေထွက်ကအလုံသွားလို့ဖို့ပဲသူ့ရဲ့အစီအစဉ်တွေကိုပြောနေခဲ့ပါတယ်။တငယ်ချင်းတွေမှာတော့အမျိုးမျိုးတားနေကြရမယ်။ဂျဲဟော့ကသူ့ရဲ့ဆုံးဖြတ်ချက်ကိုပြန်ပြေမှာမဟုတ်တော့ပါဘူး။သူကသူ့ဘဝတစ်လျှောက်လုံးကိုဒီတပ်ပေါင်းပုံကြီးထဲမှာမကုံဆုံးခြင်းဘူးလို့ပြောပါလေ။တငယ်ချင်းတွေနဲ့ညင်ခုံစကားပြောနေကြတဲ့အချိန်မှာပဲ အားပြင်းလာတဲ့ငလီင်းတစ်ခုလောက်ခတ်သွားပြီးတော့ပစ္စည်းတွေလည်းပြုတ်ကြကလူတွေလည်းကုန်လဲပြိုကြရပါတော့တယ်မြို့တွေကဓာတ်တိုင်လေးလည်းလဲကုန်ပြီးတော့အစာအုပ်တွေလည်းပြိုကြကအကုန်လုံးလည်းပျက်စီးကုန်ကြပါပြီဓာတ်ပေါင်းမှုကအလုံသမားတွေအားလုံးကရေးပေါ်ချက်ပေးတန်ကိုကြားလိုက်ရပြီးတော့ဂျဲဟောလည်းရောင်းချူစီကိုဖုန်းဆက်ကသူ့မိရဲ့ဆိုင်ကိုအမြန်သွားကြည့်ပေးဖို့အကူအညီတောင်းလိုက်ပါတယ်နိုင်ငံရဲ့အရှိတောင်ပိုင်းမှာပြင်ယာ၆ရက်သမားတိအဆင့်ရှိတဲ့ငလီင်းတစ်ခုလောက်ခတ်သွားတယ်ဆိုတာသမရာကြီးကိုတင်ပြလိုက်ရမလားလို့သမရာယုံကအတွေးမှုတယောက်ကလာမေးပါတယ် ရုံးငန်းထဲမှာဆိုရင်တော့သမရာကြီးကဝင်ကြီးချုပ်ဖြစ်သူနဲ့အခြေတင်စကားတွေပြောနေခဲ့ပြီးဝင်ကြီးချုပ်ကလည်းသမရာရဲ့နိုင်ငံပေါ်အုပ်ချုပ်နေတဲ့ပုံစံမျိုးသဘောမကျခဲ့ပါဘူးသမရာကြီးအနေနဲ့လွတ်တော်အမတ်ဘွားကလေးကအတွေးများပြီးတော့တကူဆုံးဖြတ်မယ်ဆိုရင်အချိန်တော်ကြောင်စဉ်းစားတတ်တယ်နိုင်ငံဒီလိုအုပ်ချုပ်လို့မရဘူးခုအချိန်မှာတက်ကြွမှုနဲ့အတွေးကြုံကပိုလိုအပ်တယ်ဆိုပြီးတော့ဝင်ကြီးချုပ်ကဝေဖန်ခဲ့တာပါပြောင်စုံရုံးရောက်တဲ့အခါမှာတော့ငလျင်ကျောက်ဒါအပေးစိတ်ုံတေုံကအကြောင်းကြီးပေါ်လာတဲ့အကြောင်းဝန်ထမ်းတွေကအစီရင်ခံလိုက်ကြပါတယ် ပြောင်စုပ်ကရေးပေါ်အခြေအနေကြေညာပြီးတော့နေကန်တွေကိုအတိပေးရမယ်လို့ပြောခဲ့ပေမယ့်အထက်ကဒါကိုရေးမလုပ်ခဲ့ပါဘူး။ငလင်ကအမြဲတမ်းဖြစ်နေကြမလို့အဲ့လောက်စိုးရင်စားမလို့ဘူးလို့ပဲပြန်ပြောခဲ့တာပါ။ဟန်ပြောဒါဘေးဆဲဥမာငလင်ကြောင့်ယူဆိုင်မှုတွေဖြစ်ပွားနေရယ်ဆိုတော့အထက်ကိုတင်ပြခဲ့မယ်။နေကန်တွေကိုအတိပေးကြေညာတာတွေမလုပ်ဘဲတိတ်ဆိတ်နဲ့ဖြည့်ရှင်းလိုက်ဖို့သာပြန်ပြီးတော့ညွှန်ကြားလာခဲ့တာပါ။ဂျဲအိုတို့အိမ်မှာရောင်းကြည့်လဲရောက်နေပြီးတော့ငလင်ကြောင့်ပျက်စီးသွားတာတွေကိုရှင်းလင်းသိမ်းဆည်းနေကြပါရဲ့။ဆဲဥမာကတော့ဒန်းဝေးယူဆိုင်မှုတွေကအချိန်အရန်ဆိုးလာပြီဖြစ်ပြီး အဲ့ဒီနေရာမှာတော့အန်ဒီရဲ့များလုံးတို့ဘယ်သူမှဝင်ပြီးတော့မပြင်းရဲကြဘူးလို့ဆိုပါတယ်။စကားပြောနေကြတဲ့အချိန်မှာပဲအေးဒါဗမာနာကရော့ရော့ကြလာဖြစ်ပြီးတော့အပူချိန်တွေစက်တိုက်တက်နေကအရေးပေါ်အချိန်တွေတခုကိုရောက်လို့နေခဲ့ပါပြီ။အလုံသမားတွေကလည်းပြက်စီးသွားတဲ့ပိုင်လိုင်းတွေကိုဝရင်းစောကပြန်ပြင်နေကြပေမဲ့ရော့ကျသွားတဲ့အပူချိန်ကြောင့်ပေါက်ကွဲမှုဖြစ်လာမှာကိုစိုးရင်လို့နေကြပါတယ်။စက်တွေကလည်းချက်ပြီးခေါင်းလောင်းတန်တွေကစူညံလို့နေပါတယ်။အဖွဲမှုစီရင်ခံနေတဲ့အချိန်တွေးမှာပဲရုတ်တရက်ဓာတ်ငွေပိုင်လိုင်းတွေကပေါက်ထွက်လာခဲ့ပါတော့တယ်။ အလုံသမားတွေကဒဏ်ရာရသွားတဲ့လူတွေကိုစိတ်ုံထဲကနေအတင်းကယ်ထုတ်လာခဲ့ရပါတယ်။ဒါတွေကိုမြင်လိုက်တဲ့ဂျဲဟောကအရင်တစ်ခေါက် radiation ဖြစ်စင်မှာသူ့ဖေကွယ်လွန်သွားခဲ့တဲ့ပုံတွေကိုပြန်လည်မြင်အောင်လာခဲ့တာကြောင့်အိမ်ကိုပဲအမြန်ပြန်ကျင်နေခဲ့တာပါ။ဒါပေမဲ့သူ့ငငယ်ချင်းတွေကတော့ဒီမှာနေခဲ့ဦးမယ်လို့ဆိုတာကြောင့်ဂျဲဟောလည်းဘာမှမတတ်နိုင်တော့ပါဘူး။နောက်ဆုံးမှာတော့ဒီသတင်းကတမရာကြီးစီကိုရောက်သွားပြီးတော့စိတ်ုံမှာဓာတ်ငွေ့လိုင်းပေါက်သွားတာကြောင့် radiation ဖြစ်စင်တွေကလည်းဆက်လက်ဖြစ်ပွားလာတော့မှမလို့တမရာကြီးကစိတ်ပူနေပါပြီ။ ဝင်ကြီးတယောက်ကတော့ကုတ်ဘလူးကျင်ညာပြီးတော့နေကန်တွေရွှေပြောင်းမှုလုတ်ခိုင်းခဲ့မယ်ဝင်ကြီးချုပ်ကသဘောမတူဘဲတားမြစ်ခဲ့ပါတယ်ဝင်ကြီးချုပ်ကဒီဒေတာကန်တွေကနျူကလ িয়ার အကြောင်းကောင်းကောင်းနားလည်တာမလို့ခုချိန်မှာရေးပေါ်ကျင်ညာချက်ထုတ်ပြန်လိုက်မယ်ဆိုရင်တနိုင်ငံလုံးရုံးဝင်းစံကတ်တွေဖြစ်သွားနိုင်တယ်လို့ဆိုပါတယ်တဘာဝဘေးအန်ရဲ့ကာကွယ်အဖွဲ့ကိုလွတ်လိုက်တာမလို့အခြေအနေကိုသူတို့ကကြည့်ပြီးတော့ဖြေရှင်းကြပါလိမ့်မယ်လို့ပြောလိုက်ပါတယ်ဒါဘေးစေယုံစူးစမ်းပြီးတော့အခြေအနေကိုတည်ညောင်ထိန်းချုပ်ပေးမယ်လဲတန်းငွေရိုးစိမ့်မှုအခြေအနေအရပြေးပြီးနဲ့ပို့ပြီးတော့စိုးရွားလာနေတာပါ အပူချိန်ကအရန်ကိုတက်နေပြီးတော့ hydrogen ထုတ်လုပ်တဲ့ဆက်ကလည်းအလုံးမလုံးတော့ပါဘူး။ဂျဲဟောရဲ့အမေမကြီးနဲ့တူလေးတို့ကလည်းဒေသခံအာနာပိုင်းနေစီစဉ်ပေးတဲ့ express ကားကြီးတွေနဲ့ဘေးလိုရာနေရာကိုထွက်ခွာသွားဖို့အတွက်ပြင်ဆင်နေခဲ့ကြပါပြီ။သူတို့အနေနဲ့ nuclear ဆဲုံကနေအန်ရယ်ကင်းနိုင်လောက်တဲ့အကွာဝေးရှိတဲ့နေရာကိုရောက်ဖို့ကြိုးစားနေကြတာဖြစ်ပါတယ်။ဟန်ပြောဆဲုံမှာအလုံသမားတွေကအသက်အန္ရယ်ကိုစိုးရိမ်တာကြောင့်ဆဲုံတွေကနေထွက်ပြေးဖို့အတွက်ကြိုးစားနေခဲ့ပေမဲ့အထက်ရာစီးတွေကဂိတ်ကိုပိတ်ချလိုက်ပါပြီ။အထက်ရာစီးတွေကအလုံသမားတွေကိုအပြင်မထွက်နိုင်အောင်လုပ်ပြီး ယိုအဆိုင်မှုဖြစ်နေတဲ့ဆဲယုံကိုပြန်ပြင်ဖို့အတင်းကျပ်ဖိအားပေးစီခိုင်းခဲ့ပါတယ်။ဂီဆော့ရဲ့အဖေဖြစ်သူကတော့သူ့သားကိုကယ်တင်နိုင်မှုအတွက်ဆဲယုံထဲကိုအယူတယောက်လိုမျိုးပြေးဝင်သွားခဲ့ပါတယ်။တပတ်မှာဆဲယုံရဲ့တာဝန်ရှိတဲ့သူတွေကတော့မူလားကလက်နဲ့ဖွင့်ရတဲ့လေဝင်လေထွက်တကား Vanx ကိုမဖွင့်နိုင်တော့တဲ့အတွက်တခြားနည်းလမ်းနဲ့စူးစမ်းကြပါတယ်။ဒါမှမဟုတ်လို့စူးစမ်းနေချိန်မှာပဲနျူကလ িয়ার ဆဲယုံကပေါက်ကွဲသွားပါတော့တယ်။ဂျေဝကပိတ်ထားတဲ့ဂိတ်တကားကိုဖွင့်ဖို့စူးစမ်းနေချိန်မှာသူတငယ်ချင်းတွေရဲ့စောက်တရားမရဘူလောင်နေပုံတွေကိုမြင်နေရပါတယ်။ ရုတ်တရက်နျူကလ িয়ার ဆဲဝန်ကြီးပေါက်ွဲမှုအပြီးမှာတော့သူငွေချင်းနှစ်ယောက်ဟာတေဆုံးသွားခဲ့ရပါပြီ။အသက်မသေးပဲကြံရည်နေခဲ့ရသူကတော့ဂျဲဟွန်းနဲ့တငွေချင်းဂီဆော့တို့ပါပဲ။တမမတမရိုင်းနဲ့ဝင်းကြီးတွေကတော့ဟန်ပြောဆိုင်ကိုပေါက်ွဲမှုနဲ့ပတ်သက်ပြီးတော့အန်ဒီယန်ရှိတဲ့အဆင့်ဖြင့်တပ်မတ်ကအကျိတ်နဲ့ဆွေးနွေးနေခဲ့ကြပါလိမ့်။မြို့သူမြို့သားတွေကတော့အနည်းဆက်ဆုံးမှရှိတဲ့မြို့စီဘေးလုံးအောင်ရွှေပြောင်းပေးထားရဖြစ်ပြီးအချိန်တွေကထင်းသားထက်သုံးဆလောက်ပုံမဆိုးရွားနေတာကြောင့်ဗာရီဆက်ပြီးတော့ဖြစ်လာမလဲဆိုတာကိုသတိကြီးကြီးနဲ့ဆက်လက်ပြီးတော့စောင့်ကြည့်နေကြပါလိမ့်။မိသားရဲ့အများအပြားပေါက်ွဲမှုတွေကိုထိန်းချုပ်ဖို့အတွက် စက်ယုံကိုရောက်လာကြပါလေ။အဲဒီအချိန်မှာပဲရောင်ကျူကသူမရဲ့ခြေသူဂျဲဟောရှိဟာစက်ယုံစီကိုဆိုင်ကယ်စီးပြီးတော့လာနေခဲ့ပါလေ။သူမဆိုးရွားလာတဲ့စက်ယုံပေါက်ကွဲမှုအခြေအနေကြီးကိုညံ့မြင်ကိုရွေးနဲ့ဂျုံလိုက်ရတာပါ။သူမရှုပ်ထွေးလာတဲ့အခြေအနေကြီးထဲမှာဂျဲဟောကိုအယူတောက်လို့လိုက်ရှာနေရပါလေ။သမနာနဲ့ဝင်းကြီးတွေဟာရေးပေါ်အစည်းအဝေးတရက်ကျင်းပပြီးတော့ဟန်ပြောစက်ယုံရဲ့ခြေနေတွေကိုဆက်လက်ပြီးတော့စောင့်ကြည့်နေပါလေ။ဒီပေါက်ကွဲမှုကြီးကြောင့်ထိခိုက်ဒဏ်ရာရတဲ့သူနဲ့တေဆုံးသူရေတွက်ဟာစက္ကန့်နဲ့မလတ်ဆက်လက်မြင့်တက်နေစေဖြစ်ပါလေ။ နောက်ဆုံးမှာတော့ဂျဲဟော့ဒံအရနေတဲ့ဂီဆော့နဲ့အဖေပြည့်သူတို့ကအပြင်ကိုထွက်လာနိုင်ခဲ့ကြပါပြီ။မိသားသမားတွေကအထဲမှာဒံအောင်ကြီးပြန့်နှံ့မှုကိုအရန်ကိုမြင်မားနေတဲ့တော့ဆဲယုံနဲ့ဝင်ပြီးတော့လုံသမားတွေကိုကယ်ဆယ်ပေးဖို့မဖြစ်နိုင်ကြောင်းပြောလိုက်ပါတယ်။ပြောင်စုတ်ကအပူချိန်ပမာဏအရန်ကိုမြင့်တက်နေတဲ့ဆဲယုံလေးကိုရေဖြန်းပေးဖို့အတွက်မိသားသမားတွေကိုတောင်းဆိုခဲ့မိ။အထဲကရေဒီယိုတတိကျပစ္စည်းတွေကိုအရင်ဆုံးဖယ်ရှားပြီးမှသာအထဲဝင်လို့ရမှဖြေကြောင်းမိသားဌာနကတာဝန်ရှိတဲ့သူတွေကပြန်လဲဖြေကြပါတယ်။ဆဲယုံထဲမှာဒံအောင်ရတဲ့အလုံသမားတွေယာအနေချီရှိနေပြီးတော့ ကူညီကယ်ဆယ်ရေးလုပ်ငန်းနဲ့အမြန်ဆုံးလှုပ်ဆောင်မှုလိုအပ်နေတာပါ။ရောင်းကျူကဂျဲဟောစီရောက်လာပြီးတော့သူမိသားစုရဲ့အကုန်အန္တရာယ်ကင်းကြောင်းကာကွယ်ရေးစင်တာမှာရှီတောင်းပြောကအမြန်သွားကြမယ်လို့နှိုးဆော်လိုက်ပါတယ်။ဂျဲဟောထွက်သွားဖို့လုံနေတော့စိတ်ုံတဲကနေကဲကြပါအောင်ဆိုတဲ့အတန်တွေကိုငရဲပွက်သလိုကြားနေရတာကြောင့်အလုံသမားတွေကိုဒီတိုင်းထားပြီးတော့သူကိုလုံးယုံမသွားနိုင်ခဲ့ပါဘူး။ဂျဲဟောကရောင်းကျူကိုဒီနေရာနဲ့တတ်နိုင်မယ့်အဝေးဆုံးကိုသွားဖို့ပြောလိုက်ပြီးသူကတော့အထဲမှာဒဏ်ရာရနေတဲ့သူ့ရဲ့လုပ်ဖို့ကင်ဘက်တွေကိုသွားခဲ့ရအောင်မှမလို့မလိုက်နိုင်တော့ဘူးလို့ပြောလိုက်ပါတော့တယ်။ ဂီဇော်အဖေကဒီမှာကယ်ဆယ်ရေးအဖွဲ့တွေလည်းအများကြီးရှိတာကြောင့်ကိုတန်ကိုနှမျောပြီးတော့ပြန်လာခဲ့ဖို့အတွက်အော်ပြောနေခဲ့ပေမယ့်ဂျေအိုကတော့ဂယုမဆိုင်ပဲပေါက်ကွင်းနေတဲ့စိတ်ယုံစီကိုသာပြန်သွားခဲ့တာပါစိတ်ဝင်ထားနာမှုဖြောင်းဆုပ်ကလည်းတတ်နိုင်တယ်များကယ်ဆယ်ဖို့အတွက်စူးစမ်းလို့နေပါတယ်ပေါက်ကွင်းမှုတွေကြောင့်လောင်တဲ့မိဟာသူ့လိုလိုငြိမ်းသွားမှာမဟုတ်ပါဘူးဒီအချိန်မှာတိုင်အောင်ကြီးပမာဏလည်းအရန်ကိုမြင့်တက်လာလို့နေပါပြီမိသားသမားတွေအနေနဲ့ကိုအသက်ကိုစတဲ့ကအထဲကိုဝင်ရောက်ကယ်ဆယ်ဖို့အတွက်ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်ရိုက်ကူးသားရဲ့စကန်ကိုရောက်သွားခဲ့ကြတဲ့ဟန်ပြောဆဲုံကဝန်ထမ်းလုံသမားတွေဟာ ဒဏ်ရာကြီးတင်းမှုနဲ့ပေါက်ကွဲမှုမိလောင်မှုတွေကြောင့်ဒဏ်ရာတွေကိုပြင်းထန်ခံစားနေကြပါလိမ့်။ဒဏ်ရာရနေတဲ့ဂီဆော့ကလည်းအဲ့နေရာကိုရောက်သွားပြီးတော့သူ့ရဲ့ဖေဖေသူကလည်းကုသတဲ့နေရာကိုတောင်ရှိသူတွေတားနေတဲ့ကြားထဲကရအောင်ဆိုအတင်းဝင်သွားခဲ့ပါလိမ့်။ဇေယုံမှာအခြေအနေအရန်ဆိုးနေလူနာတွေကိုတွေ့ရပြီးတော့ကဲပါယူပါတစားစားနဲ့အော်ဟစ်နေကြပါလိမ့်။သူရနေသူတွေအသက်ရှူရက်သွားတဲ့သူတွေနဲ့ပြည့်နေတဲ့အဲ့နေရာကြီးဟာတကယ်ငရဲလိုပါပဲ။ဇာဝနေနဲ့သူနာပြုတ်ရတဲ့အရန်ကိုအလုပ်တွေရှုံနေပါလိမ့်။လူနာတွေရဲ့အရေးပြားတွေကလည်းကွာကြလို့နေပါလိမ့်။ ါအောင်ကြီးချင်းအပြင်သူတို့ကပေါက်ကွဲမှုနဲ့ဒိုင်အောင်ကြီးတင့်မှုအကြီးကျယ်ခံစားအောင်သိနိုင်ပါလေတပတ်မှရောင်းချူကဂျဲဟောအမေတို့ရှိနေတဲ့ယာယီကယ်သိန်းစခန်းစီကိုရောက်လာပြီးတော့တောင်ဝင်ရှိသူကိုဟန်ပြောဆဲဟုမှအကြီးကျယ်ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တဲ့အကြောင်းဒိုင်အောင်ကြီးတင့်မှုတွေကြောင့်ဒီမှာဆက်နေလို့မဖြစ်နိုင်တော့ကြောင်းအဲ့လိုပြောပြီးတော့တတ်သိနေတဲ့သူမဝှက်ထားတဲ့အင်းကြီးမှာဒိုင်အောင်ကြီးပမာဏဘလောက်တောင်ရှိတယ်ဆိုတာကိုစစ်ဆေးကြည့်နိုင်တယ်လို့ပြောလိုက်ပါလေသူမဂျဲဟောရဲ့မိသားစုကိုခေါ်ပြီးတော့အဝေးကိုထွက်ပြေးဖို့စူးစမ်းခဲ့မိဒေသခံအာနာပိုင်တွေနဲ့တောင်ဝင်ရှိတဲ့သူတွေဟာ နိုင်ငံတွေကိုတခြားနေရာကိုပြောင်းရွှေ့ခွင့်မပေးတော့ဘဲလော့ကဒေါင်းလုပ်ပစ်လိုက်ပါတော့တယ်ဒေသခံတွေရှိနေအားကစားရုံကြီးတစ်ခုလုံးတော့ခတ်ပစ်ခဲ့ပြီးတော့အရှိမရဲတွေလုံခြုံရေးနေစောင့်ချခိုင်းထားပြီးတာဝန်ရှိသူတွေကတော့ဒိုင်အောင်ကြီးတင်းမှုကာကွယ်နိုင်မှုတို့ကဝစ်ဆုံပြေးဝစ်ဆင်ထားကြပါတယ်ဒေသခံတွေကတော့အားလုံးစူညံပွက်လို့ရိုက်နေကြပါတယ်သူတို့ဒီထဲမှာပဲတေခိုင်းတော့မလို့လားဆိုပြီးတော့ငိုယုံနေခဲ့ကြတာပါတာဝန်ရှိတဲ့သူတွေကတော့အခြေအနေကိုငြိမ်သက်အောင်သာထိမှုစူးစမ်းနေပြီးရွှေပြောင်းပေးဖို့အတွက်ကတော့ဘယ်သူမှဘာမှမလုပ်ပေးခဲ့ကြပါဘူးမိသားတပ်ဖွဲ့ရဲ့မိသားကားပေါင်းယာနေချီဟာ ဒါအပေးစေုံကြီးကိုရေတွေဝိုင်းပြီးတော့ဖျန်းနေကြပါလေစေုံကြီးအတွင်းထဲမှာဆိုရင်တော့ဒဏ်ရာရထားပြီးတော့မထွက်နိုင်သေးတဲ့အလုံသမားပေါင်းရာနဲ့ချီဟာပိတ်ပြီးလို့နေခဲ့ကြပါလေပိုင်လန်းတွေကိုသူတောက်ထဲအားနဲ့တတ်နိုင်တော့ပြန်ပြင်ပေးနေတဲ့ဂျဲဟောဟာကဲကြပါအောင်ဆိုရင်အတန်ကိုကြားလိုက်ရတာပါဒါတော့သူသေးပြီလို့ထင်ထားခဲ့တဲ့သူ့ရဲ့တငယ်ချင်းဂျင်းထက်ရဲ့အတန်ပါပဲဂျင်းထက်ကအပြက်စီးပုံနေအောင်မှာခန္ဓာကိုယ်တစ်ပိုင်းကပိတ်ပြီးနေခဲ့တာဖြစ်ပါလေသူ့ရဲ့ခြေောက်ကလည်းလုံးဝလှုပ်လို့မရတော့ပါဘူးပိုက်တွေဖယ်ရှားနေအချိန်မှာပဲပိုက်တစ်ခုကပွင့်ထွက်လာခဲ့ပြီးတော့ ဓာတုယေရီယာဂျေအိုတကူလုံးလောင်းချလိုက်သူဖြစ်သွားခဲ့ပါတော့တယ်။အဲဒီအချိန်မှာပဲဂျေအိုကသူ့ကိုတိုင်အောင်ကြီးတင့်မှုတွေဖြစ်နေပြီးဖြစ်ကြောင်းချက်ချင်းပဲသိလိုက်ပါတယ်။ဂျင်းတက်ကိုဆေးရုံကားပေါ်တင်ပေးလိုက်ပြီးတဲ့နောက်သူကချက်ချင်းလိုက်လာခဲ့မှမလို့စိတ်မပူဘဲဆေးရုံကိုသွားပြီးတော့ကုသမှုယူလိုက်ဖို့အားပေးပြီးတော့ဂျေအိုကဆေးရုံတွေထဲနောက်တစ်ခေါက်ထပ်ဝင်သွားဖို့လုပ်ပါတယ်။ပြောင်စုကအန်ရဲ့ရမ်းများတဲ့အတွက်ဂျေအိုကိုထပ်မသွားဘူးတားလိုက်ပါတယ်။အဲဒီမှာပဲဂျေအိုတယောက်ရုတ်တရက်လဲကျသွားခဲ့တော့တာပါ။သူကဒန်းဝိတ်ကမျက်နှာဖုံးတတ်ထားပြီးမှမတ်စ်ကိုဖြုတ်ကြည့်လိုက်တဲ့အခါမှာတော့ သူ့ဧရိယာသူ့ရဲ့ဗဇက်နေရာတွေကနေရောနှာခေါင်းတွေကနေပါစီးကြလို့နေခဲ့ပါပြီအဲဒီအချိန်မှာအပြင်မှာစောင့်နေခဲ့ကြတဲ့ဝစ်စုံပြည့်ဝစ်စင်လာတဲ့မိသားသမားတွေဟာစက်ရုံတွင်းပိုင်းနဲ့တိကိုဝင်ပြီးတော့လူနာတွေကိုကူညီကယ်ဆယ်ဖို့အတွက်ဆုံးဖြတ်လိုက်ကြပါပြီမိသားရင်တွေကဖျန်းတဲ့ရေတွေကုန်သွားတဲ့အခါမှာရေထပ်ဖြည့်ဖို့အတွက်စက်ရုံနေရာက နေထွက်သွားခဲ့ရပါတယ်ဒေါအောင်မြင်းနဲ့ပြောင်စုကတောင်းရှိတဲ့သူတွေစီသွားပြီးတော့ဘေးပပတ်လေးမှာပင်လေရေတွေတလောက်အများကြီးရှိနေတာကိုပဲဥသွားပြီးတော့ရေဖြည့်မှလဲလို့လော်ဒကြီးနဲ့မေးလိုက်ပါတယ်စက်ရုံကရေဆက်မဖျန်းရင်ချက်ချင်းပဲပေါက်ကွဲသွားနိုင်တယ်ခြေနေမှာရှိနေတာပါ အထက်ကပင်လယ်ရေကိုတုံးရီဆက်ယုံကပိတ်ပစ်လိုက်မှာဖြစ်တာကြောင့်ပင်လယ်ရေမတုံးဘူးညွန်ကြားထားတယ်ဆိုတဲ့အကြောင်းတာဝန်ရှိသူတွေကပြောင်းဆိုကိုပြောခဲ့ပါတယ်အထက်ကဆက်ယုံပေါက်ကွဲပြီးတော့ပြည်သူတွေထိခိုက်မှာမစိုးရင်ပဲဆက်ယုံပိတ်ပစ်လိုက်မှာကိုသာစိုးရင်နေတာကြောင့်အခုလိုကာကွယ်ပြောနေခဲ့တာပါဓာတ်ပေါင်းမှုလုံးရဲ့တန်ဖိုးကပမာဏအရန်ကိုကြီးမားလို့နေတဲ့အတွက်အထက်ကပြက်စီးမှုအခြေအနေတွေကိုမသိရမချင်းတတ်နိုင်တော့မပြက်စီးအောင်လုပ်ဖို့အတွက်အစိုးရအနေနဲ့ညွန်ကြားထားတာလို့သိလိုက်ရပါတယ်ဒါကိုသိလိုက်တဲ့ပြောင်းဆိုကပြည်သူတွေအသက်ကသာအရေးကြီးဆုံးမလို့ တခုခုပြင်သူပဲတောင်းယူမယ်ဆိုတဲ့အကြောင်းကိုပြက်ပြက်သားသားပြောပြလိုက်ပါတယ်။ဇေယုံမှာရောက်နေတဲ့ဂီးစောကဒန်အောင်ကြီးတင်းမှုလက္ခဏာတွေကိုစတင်ခန်းစားနေကြပြီးတရားမှာကိုသူအရင်ပဲကြောက်ရွံ့နေခဲ့ပါတယ်။အဲဒီအချိန်မှာသတိလင်းနေတဲ့ဂျဲဟောနဲ့ဂျင်းထက်ကိုဇေဝင်နန်းတွေကတဲဆောင်လာတာကိုသူတို့တွေးလိုက်ကြပါတယ်။ဂျဲဟောကသွေးပေါင်ချိန်နေကြနေပြီးတော့တကယ်ကိုတေလူဆဲဆဲဖြစ်နေခဲ့ပါပြီ။သူတို့ကိုလုံးဝလည်းရေရွေချက်ချင်းလောင်းချကအောက်ဆီဂျင်ပေးဖို့အတွက်ပြင်ဆင်နေခဲ့ကြပါတယ်။ဝင်းကြီးချုပ်ကမီဒီယာတွေကိုတကယ်ဖြစ်နေတဲ့ အခြေအနေကိုမသိစေဖို့အတွက်အတနိုင်ဆုံးပိတ်ပင်တားမြစ်ထားပါတယ်။တနည်းပြောရရင်လက်ရှိမြေပြင်အခြေအနေတွေကိုပြည်သူတွေမသိသွားအောင်သတင်းမှောင်ဖုံးခိုင်းထားလိုက်တာပါ။ဝင်းကြီးကျော်ကစက်ရုံဝဲတကယ်ကိုစိုးရတဲ့အခြေအနေတွေကိုသတင်းရထားပါတယ်။အတွင်းမိုင်းမှာပြည်စည်းမှုအခြေအနေတွေကအရန်ကိုများပြားနေပြီးတော့လေရန်တိုင်းမယ်ဆိုရင်စက်ရုံအတွင်းကဒဏ်ငွေတွေဟာကယ်ဆယ်ရန်နဲ့ထိတွေ့သွားပြီးတော့ပေါက်ကွဲမှုတွေဖြစ်ပွားလာမှာပါ။ဒါမဲ့ဒီအကြောင်းတွေတမနာကြီးကိုမတင်ပြဖို့အတွက်ဝင်းကြီးကျော်ကတားမြစ်လိုက်ပါတယ်။မီဒီယာတွေကိုလည်းဓာတ်ပေါင်းမှုနဲ့ပတ်သက်တဲ့ယုံကြည်မှုရှိတဲ့သတင်းတွေကိုရေးသားဖျောင်းဝင်မယ်ဆိုရင် ဒီတရားအရေးကြီးမယ်ဆိုပြီးတော့ပေါတီပေါစာဟိုနိုင်ငံအကောင်လေးလို့ရှောက်ပြီးတော့သတိပေးချက်တွေရှောက်ထုတ်ပြန်ခိုင်းနှားလိုက်ပါတယ်။အောက်စားခန်းမတွေမှာပြိမိနေခဲ့ကြတယ်။ရောင်းကျူတဲ့ဂျဲအိုတို့မိသားစုကလည်းတန်းအောင်ကြီးသိမ်းဖို့ခံစားမှာကြောက်တယ်ဆိုပြီးတော့တယောက်နဲ့တယောက်ရန်တွေဖြစ်နေကြပါတယ်။တန်းအောင်ကြီးသိမ်းတဲ့အခါမှာအသားတွေအေးပြော်ပြီးတော့အရိုးတွေလောင်ကျွမ်းသွားတာကိုဂျဲအိုဘေးခံစားလိုက်ရတော့သူတို့အနေနဲ့လက်တွေ့မျက်မြင်သိထားခဲ့တာပါ။ဒါကြောင့်သူတို့ကတန်းအောင်ကြီးသိမ်းဖို့တခြားသူတွေထပ်ပို့ပြီးတော့ကြောက်နေကြတာဖြစ်ပါတယ်။ အမေကြောင့်သာမဟုတ်ရင်သူတို့အနေနဲ့ဒီကနေအစိုးကြီးထွက်သွားနိုင်ပြီတော့မင်းကျဲကိုလည်းအခုလိုဇိုးရင်ပူပန်နေဖို့မလိုတော့ဘူးဆိုပြီးတော့အပြစ်တင်နေခဲ့တာပါအမေဖြစ်သူကတော့တောင်းပန်ကလွဲပြီးတော့ဘာမှမလုပ်နိုင်ခဲ့ပါဘူးဟုတ်ပါတယ်သူတို့အားလုံးစိုးရိမ်နေကြတဲ့အတိုင်းပါပဲစေယုံပြင်မကရေဖြန်းပေးနေမိသားသမားတွေကတိုင်အောင်ကြည့်သိမှုလက္ခဏာတွေကိုစတင်ခန်းစားလာနေခဲ့ရပါပြီတချို့ကရေဖြန်းနေနဲ့ကားပေါ်ပြုတ်ကျသွားကြပြီတချို့ကတော့ချက်ချင်းကြီးကိုသွေးတွေအန်ထွက်လာခဲ့ပါတယ်မိသားသမားတွေရဲ့အခြေအနေတွေဟာလည်းအရန်ကိုဆိုးရွားနေခဲ့တာပါချက်ချင်းလဲကြသေဆုံးသွားတဲ့သူတွေရှိသလို ဆရာဝန်တွေကရေးပေါ်အသက်ကယ်ပေးနေတာလူတွေကလည်းအများပြပါပဲတချိန်တည်းမှာပဲဒါဘေးစိတ်ုံတွေကထိခိုက်ဒဏ်ရာရတဲ့သူတွေနဲ့တေဆုံးသွားတဲ့အလောင်းတွေကိုမိသားသမားတွေအနေနဲ့တတ်နိုင်တော့ကဲထုတ်လာခဲ့ကြပါသေးတယ်ဂျဲဟွာကြောင်ဂရန်းနေဖြစ်နေပြီးတော့သွေးတွေဇက်တိုက်အန်တွေကတတိလုံးဝလဲမလာခဲ့တော့ပါဘူးကုညင်းရရင်တွေကနောက်နေမနက်မှရောက်လာခဲ့ပြီးတော့ကောင်းကင်ဘွားနဲ့ရေတွေဖျန်းပတ်ပေးနေခဲ့ပေမဲ့တကယ်လိုအပ်တဲ့နေရာကိုတော့မရောက်ခဲ့ပါဘူးမြေပြင်ပေါ်မှာရှိနေမိသားတပ်ဖွဲ့တာဝန်ရှိသူတပ်ဦးဟာသူ့ဖွဲ့သားတွေကိုအားမလျှော့ကြဖို့တောင်းခံထားကြဖို့နဲ့ သူတို့သာမရှိတော့ဘူးဆိုရင်ပြည်သူတွေထိတက်ပို့ပြီးတော့ထိခိုက်နိုင်တယ်လို့ပြောကအားပေးနေပါတယ်မိသားသမားတွေနဲ့တူမြေပြင်မှာအားကျိုးမှန်တက်ကူညီကယ်ဆယ်ပြီးလုပ်ငန်းတွေကိုလှုပ်ဆောင်နေသူတူကတော့စက်ယုံရဲ့ဌာနမှုပြောင်းဆွတ်ပါပဲရေရီစက်တိုက်ဖျန်းနေမယ်အပူချင်းကကြမသွားသေးပဲဆက်တက်နေစေမလို့မကြခင်မှာပေါက်ကွဲနိုင်ကြီးရှိတယ်လို့အားလုံးကယူဆထားကြပါတယ်အစိုးရအဖွဲ့အစည်းအဝေးမှာလည်းပြဿနာတွေတက်ကုန်ကြပါပြီဘာလို့လဲဆိုတော့ IAEA ကနေပြီးတော့သူတို့ရဲ့ဒါဘေးစိတ်ုံပေါက်ကွဲမှုပြဿနာကြီးကိုတီးသွားခဲ့တဲ့အတွက်ကြောင့်ပါဒါဘေးစိတ်ုံအနီးမှာရှိတဲ့တူလောင်မျက်နှာချက်မှာ IEC ထုတ်လွှင့်တဲ့ CCTV တစ်ခုရှိလာကြောင်းပဲဖြစ်ပါတယ်။အဲဒီဗီဒီယိုကနေတစင်းတကဘာလုံးမှာရှိနေတဲ့အနုမြူဆိုင်ရာအဖွဲ့အစည်းတွေဒီတပ်ပေါင်းမှုပေါက်ကွဲတော့အကုန်လုံးမြင်လိုက်ကြရပါတယ်။ဒီပေါက်ကွဲမှုကြီးကြောင့်အကြောင်းတွေဖြစ်ပေါ်လာပြီးတော့ပင်လယ်ရေမျက်နှာပြင်ကလည်းကြာဆင်းသွားခဲ့ပါတယ်။တပ်ပေါင်းမှုနဲ့တူလောင်ယုံကကွန်ကရစ်နိုင်ရာတစ်ခုပဲချတာဖြစ်ပြီးတော့တူလောင်မှာသုံးမိသားလောင်စာတန်ပေါင်း400ကိုတူလောင်ထားပါတယ်။အပူချိန်သာဆက်လက်မြင့်တက်နေပေမဲ့ဆိုရင်စိုက်ုံနှစ်ခုလုံးပေါက်ကွဲသွားပြီးတော့ဒိုင်အောင်ကြီးတွေကလေတူထဲမှာအကုန်လုံးပြန့်နှံ့ကုန်တော့မှာဖြစ်ပါတယ်။ ဒီလောက်အန်ရည်များတဲ့ပစ္စည်းအများကြီးကိုအခုလိုတာမန်အဆောင်တွေမှာထည့်ထားတယ်ဆိုတာကိုတမရအနေနဲ့ခုချိန်ကြမှာပဲသိရတော့တာပါဝင်ကြီးတို့အနေနဲ့ဘာအောင်မှဖုံးကွယ်ထားဖို့မတတ်နိုင်တော့ပဲအကုံလုံးကိုအမှန်တိုင်းပဲဝင်ခံလိုက်ရပါတော့တယ်ဒါပေနောက်ထပ်အရေးကြီးတဲ့သတင်းတစ်ခုကတော့အမေရိကန်တရုတ်နဲ့ဂျပန်နိုင်ငံအစိုးရတွေဟာသူတို့ရဲ့နိုင်ငံသားတွေကိုချက်ချင်းပဲနေရက်ပြန်ခိုင်းနေတယ်ဆိုတဲ့ကိစ္စပါတပတ်ကရောင်းချလို့ရှိနေတဲ့အားကစားခန်းမကိုစောင့်ကြနေကြတဲ့ရဲတွေနဲ့ဂျမိုင်းဝန်ထမ်းတွေကအန်ရယ်ကနေလွတ်အောင်ထွက်ပြေးကုန်ကြပါပြီ။ဘာဖြစ်မလဲတော့မသိမယ်အချိန်တွေကအတော်လေးဆိုးနေပြီလို့ ရောင်းကျွာပြောပြီးတော့အထဲမှာရှိတဲ့ဒေသခံတွေအားလုံးကိုလည်းလူရာကိုထွက်ပြေးကြဖို့အတွက်ကိုတိုက်တွန်းလိုက်ပါတယ်။ဒါမဲ့သူတို့ကိုပိတ်ထားတဲ့တော့တွေကိုတော့ဘယ်သူမှဖွင့်ပေးမသွားခဲ့ကြပါဘူး။ဒါတောင်အထဲမှာရှိတဲ့လူရာကိုအားကိုကိုကတကားတွေကိုတွန်းတိုက်ဖြတ်လိုက်တဲ့အတွက်အပြေဘက်ကိုအကုန်လုံးထွက်လာနိုင်ခဲ့ကြပါတယ်။ပြည်သူတွေအားလုံးဟာရပ်ထားတဲ့ဘတ်စကားတွေပေါ်အပြေလွှာအလူရက်တက်ကြပြီးတော့အန်ဒီရဲ့ကင်းဟာနေရာလေးစီကိုထွက်သွားဖို့အတွက်ကြိုးစားနေခဲ့ကြပါတယ်။ရောင်းကျူကိုယ်တိုင်ကားတက်မောင်းခဲ့ပြီးတော့သူ့စိတ်ထဲမှာလည်းချစ်သူဂျဲဟော့အတွက်စိုးရိမ်နေခဲ့ရတာပါ။ တကယ်တော့ဒေသခံအာဏာပိုင်တွေကဟန်ပြောဆက်ယုံပေါက်ကွဲမှုသတင်းအပြင်ဘက်ကိုပေါက်ကြားမှာဆိုတဲ့အတွက်ဒေသခံတွေအားလုံးကိုအားစားခံမှတွေမှာထဲ့ကဖမ်းချုပ်ထားခဲ့တာပါအစိုးရအနေနဲ့လည်းအခင်းဖြစ်ပွားနေရာစီကိုကာကွယ်ရေးတပ်ဖွဲ့တွေဆေးလွှတ်ပြီးတော့ရင်းလန်းကြောင်းတွေကိုပိတ်ဆို့လို့ထားခဲ့ပါတယ်ဒီကြောင်းတွေကိုမသိတဲ့ပြည်သူတို့ကတန်းအောင်ကြီးတင်းမှုအပြင်းအထန်ခံစားခဲ့ရပြီးတော့ဆေးရုံကဝန်ထမ်းတွေကလည်းလူနာတွေကိုထားပြီးတော့ဘေးလွတ်ရာကိုထွက်ပြေးကုန်ကြပါပြီဒီလိုနဲ့ရေဒီယိုတက်တီကြွအာနိသင်တွေကတနိုင်ကန်လုံးကိုပြန်သွားခဲ့ရပြီဖြစ်ပြီး တရင်မီယာတွေအနေနဲ့လည်းအစိုးရကဘာကြီးလုပ်နေရလဲလို့မေးခွန်းထုတ်နေကြပြီဖြစ်ပါတယ်။လူဦးရေ3မီလီယံလောက်ဟာယောဂကူးစက်ခံရရဖြစ်ပြီးတော့ကုသရေးစင်တာတွေမှာလည်းဆောင်းဝင်တယောက်မှမရှိကြတော့ပါဘူး။လူနာတွေကိုထားပြီးတော့အကုန်လုံးထွက်ပြေးကုန်ကြတာပါ။တနိုင်ငံလုံးကအမှရုပ်အသေးတွေဖြစ်ကုန်ကြပြီးတော့ပြည်သူပြည်သားတွေအားလုံးကလည်းစောက်တရားများနဲ့ထွက်ပြေးနေကြပါတယ်။အခင်းဖြစ်ပွားနေရတဲ့အနီးတစ်ဝိုက်မှာရေဒီယိုတတိကြွမှုဟာတာမန်တဲ့အစတသိန်းကိုပိုများနေပါတယ်။အခြေအနေတွေကဒီတပ်ပိုဆိုးရွားလာရင်တော့တနိုင်ငံလုံးတေးကြီးပြက်စီးကြတော့မှာပဲဖြစ်ပါတယ်။ ဝင်းကြီးကျော်ကစစ်တပ်နဲ့ရဲတပ်ဖွဲ့ကလုံးဝထိန်းချုပ်လို့မရတဲ့အခြေအနေတို့ကြောင့်အရန်ကိုပောက်ကွဲနေခဲ့တာပါဒီအခြေအနေကိုထိန်းချုပ်လို့ရမယ့်နီလန်လည်းမရှိတဲ့ပြင်အခြေအနေတကတပြေးနဲ့ပုံမိုးဆိုးရွားလို့လာနေပါတယ်ဒီပြဿနာကိုဖြေရှင်းဖို့တကူဒီသောနီလန်ကတော့နိုင်ငံကြီးထွက်သွားတာပဲဖြစ်တာကြောင့်ပြည်သူရလေးစိတ်မှလေရင်လက်မှတ်တွေကိုအလူရဝယ်ယူနေခဲ့ကြပါပြီတမမဂျဲဟောကနိုးလာပြီးတော့သူ့ဖုန်းကိုအသေးအတန်လိုက်ရှာပါတယ်ဖုန်းလည်းတွေ့ရောရောင်းချိုချက်ချင်းဖုန်းဆက်လိုက်တဲ့အခါမှာတော့အဝေးပြေးလက်မောရောက်နေတာအမေတို့လည်းကျမနဲ့အတူပါလာတယ်အခုလမ်းနေလဲအကုန်ပိတ်ကုန်ပြီလို့ပြောတဲ့အချိန်မှာပဲ တန်နိုင်မြအဝေးဆုံးသွားဖို့အတွက်ဂျဲဝကမှာနေခဲ့ပါလေဒရုန်းနဲ့စကားပြောနေဖုန်းကကြာသွားခဲ့ပါလေဘလို့ကိစ္စပဲရှိရှိအနောက်ကနေသူတေချာပေါင်းလိုက်လာခဲ့မှာမလို့စိတ်မပူဖို့လေဂျဲဝကမှာခဲ့ပါသေးတယ်လမ်းတွေကအရန်ကိုကြက်နေအတွက်ရောင်းချူကတဖက်ရင်လန်းကျောကိုဖောက်ထွက်ကလမ်းကြောင်းပြောင်းပြန်မောင်းသွားခဲ့ပါလေနိုင်ငံပိုင်မီဒီယာကလည်းလက်ရှိဖြစ်ပျက်နေတဲ့အခြေအနေအကြောင်းအမှန်တိုင်းပြည်သူတွေကိုတိုက်ထုတ်လွှင့်နေပြီးတော့အခြေအနေကအရန်ကိုဆိုးရွားနေကြောင်းတနိုင်ငံလုံးမှာထိန်းချုပ်လို့မရတဲ့အခြေအနေဖြစ်ပေမဲ့ဒါတွေကိုထုတ်လွှင့်နေခဲ့ပါလေ ဘူတာဘတ်စကားနဲ့လေးစိတ်ဒီမှာလူတွေလည်းပြေးနှံ့နေပါပြီ။ဟန်ပြောဒါဘေးဆောင်ကိုပိတ်ပစ်ဖို့တော့စီစဉ်နေခဲ့ကြပြီးတော့ဒီလိုပုံစံနဲ့ဆွေနိုင်ငံစည်းပွားရေးဘရုံးမှပြန်လဲဥမုံနိုင်မှာမဟုတ်တော့ပါဘူး။ဝင်းကြီးချုပ်ကအခုချိန်မှာနိုင်ငံအရေးပေါ်အခြေအနေနဲ့မာရှလိုကိုကြီးညာမှဖြစ်တော့မယ်လို့ပြောလိုက်ပါတယ်။တမနာကသူ့ရုံးခန်းထဲမှာစိတ်တက်ကြသွားနေထိုင်နေခဲ့ပါတယ်။သူကနိုင်ငံသားအတွက်လုံပြီးနိုင်တာဘာမှမရှိတဲ့ပြင်ဒီပြဿနာကြီးကိုတားဖို့နီးလန်းလဲသူ့မှာရှိမနေခဲ့ပါဘူး။ဇနီးတဲ့ဖြစ်သူကိုခေါ်ပြီးတော့ထွက်သွားဖို့ပဲပြောနေခဲ့ပါတယ်။တမနာရဲ့တွင်းရင်မှုကလည်းဇလန်းဆာမှာဒါအားပေးစိတ်ဝင်ပြဿနာကို သမနာစီတင်ပြလိုက်လို့ဆိုပြီးတော့ယာရူးကနေဖယ်ရှားခံလိုက်ရပါပြီ။ဌာနမှုပြောင်းဆိုအခုချိန်ထိစိတ်ုံထဲမှာသာရှိနေသေးတာကြောင့်သူ့ရဲ့ကျမ်းမာရေးလည်းတဖြည်းနဲ့ဆိုးရွားလာနေပါပြီ။ဒီလိုနဲ့သမနာပြောင်းဆိုစီကိုဖုန်းခေါ်ခဲ့ပြီးတော့အခြေအနေကိုအမှန်တိုင်းမချွေးမချန်ပြောပြဖို့တော့တောင်းဆိုခဲ့ပါလေ။ပြောင်းဆိုကတော့အခုမှလာပြီးတော့အခြေအနေမှန်ကိုသိကျင်တယ်သမနာကိုပြန်အပြစ်တင်နေခဲ့တာပါ။သမနာကြီးကဝင်ကြီးချုပ်လုံးနေအစည်းအဝေးခန်းမတွေကိုဒေါသတကြီးနဲ့ဝင်လာခဲ့ပြီးတော့ကုကျင်အောင်ဆက်ပြီးတော့သူပဲဥဆောင်တော့မယ်လို့ဆိုလိုက်ပါလေ။ဝင်ကြီးချုပ်ကတော့ညီလာခံဒီဗျူကြရမှသဘောတူခြင်းပေမဲ့ နိုင်ငံအခြေအနေကဒီလိုလုံးနေရမယ်အနေထားမဟုတ်တော့ပါဘူးသမ္မတကြီးကပင်လယ်ကိုချက်ချင်းပဲအသုံးပြုပြီးတော့ဟန်ပြောဒါဟာဘေးစိတ်ဝင်တုံကိုချက်ချင်းပိတ်ဖို့တော့မိန်ပြီးခဲ့ပါလိမ့်ဒါပြင်နျူကလ িয়ার စိတ်ဝင်အားလုံးကိုလည်းရပ်ဆိုင်းထားခိုင်းလိုက်ပါလိမ့်နောက်ဆက်သူမှန်သမျှကိုထောင်ထဲထည့်ပြဖို့တော့သမ္မတကြီးကတိုက်ရိုက်ညွှန်ကြားလိုက်တော့တာပါဒါတော့မိသားသမီးတွေလည်းပင်လယ်ရေကိုစတင်ဆုပ်ကြပြီးတော့စိတ်ဝင်ကိုအပူချိန်ရော့သွားအောင်လို့ရေဖြန်းနေကြပါပြီရဟင်းတွေလည်းအများကြီးရောက်လာပြီဖြစ်ပြီးတော့ဝင်းငါးတွေရေတွေဖြန်းပေးနေကြပါလိမ့်ဒါလို့အားလုံး inner eye လှုပ်လိုက်တဲ့အချိန်မှာအပူချိန်ကရော့သွားပြီဖြစ်တာကြောင့် အတွေးမိုင်းကိုပြန်လည်ပြင်ဆင်နိုင်ဖြစ်ပြီးတော့ဒူလောင်ကိုလည်းအခြေအနေကောင်းအောင်ထိန်းထားနိုင်ဖြစ်ပါတယ်။ပြောင်စောကဆိုင်ုံတွေးဝင်ပြီးတော့မြေရောက်ကိုစစ်ဆေးလိုက်တဲ့အခါမှာမဖြေရှင်းရသေးတဲ့ပေါက်ကွဲယိုအိမ်မှုတွေကိုတွေးရပါတယ်။တမရအရိပျက်စီးသွားတဲ့အကြောင်းကြီးကိုပြုပြင်နိုင်မှုအတွက်ဘာရီလိုအပ်တယ်လို့မေးလိုက်တဲ့အချိန်မှာပြောင်စောကအသက်နဲ့ရင်းပြီးတော့ကူညီပေးနိုင်တဲ့လုံသမားတွေအများကြီးလိုအပ်တယ်ဆိုတဲ့အကြောင်းကိုတင်ပြလိုက်ပါတယ်။လမ်းပိတ်နေဖြစ်တဲ့အတွက်ဟန်ပြောမျိုးသားတွေကလမ်းကူးလမ်းမှာပဲရှိနေကြပြီးတော့ဘဲမှာဆက်သွားလို့မရတော့ပါဘူး။ဆိုင်ုံနဲ့မီတာတရာဝေးတဲ့ ။ဒေဂူဘက်မှာလည်းဒဲအောင်ကြီးတွေစတင်ပြန့်နှံ့လာပြီလို့သိရပါတယ်။ဒါကြောင့်ကားနဲ့သွားအောင်မဖြစ်နိုင်တော့ပဲဒေသခံလူတွေအကုန်လုံးကိုလမ်းစင်းရှောက်ဖို့အတွက်ရောင်းချူကတိုက်တွန်းလိုက်ပါတယ်။သမရနိုင်ငံတော်ရုံးမြေတန်ကြားကနေတဆင့်အရေးပေါ်အခြေအနေကြောင့်စေနာဝင်နဲ့လိုအပ်နေပါတယ်ဆိုပြီးပြည်သူတွေကိုအကူအညီတောင်းပါတယ်။စေယုံတွင်ဒဲအောင်ကြီးထိခိုက်မှုကြောင့်စေယုံတက်နေရတဲ့ဝန်ထမ်းတွေကဒီထုတ်ပြန်ချက်ကိုကြည့်လိုက်ပြီးတော့ထိတ်လန့်သွားကြပါတယ်။အချောင်းကသူတို့အနေနဲ့မကြသေးငါဆိုးွားတဲ့အခြေအနေကိုသတိပေးတင်ပြပေးမယ်အဆိုးကနားမထောင်ခဲ့တာအခုတော့ပြည်သူအကူအညီတောင်းနေရကြအောင်စိတ်တို့ဒေါသထွက်နေကြတာပါ ဂီစောကစေနာဝင်နှန်းဖြစ်ဝင်ပြီးတော့လှုပ်ချင်တယ်လို့ပြောပါတယ်။ဒါပေမဲ့သူ့ဖះမသွားဖို့အပြင်းထန်တားမြစ်ပေမဲ့သူကနားမထောင်ခဲ့ပါဘူး။သူကကျွန်တော်တို့ဒီမှာအလုံးလုံးတွေအလုံးသမားတွေဖြစ်တာကြောင့်သွားကူညီမှရမယ်။ဘာဖြစ်ရောင်ကြီးနဲ့ထိတွေ့ပြီးသွားမှမလို့အကြအေးလေးနေရမှာမဟုတ်တော့ဘူးဖေးလို့ပြန်ပြောလိုက်ပါတယ်။ဂျေဝကအစိုးရကြောင့်ပဲဒါတွေဖြစ်လာတာလို့ပြောပါတယ်။ဒါပေမဲ့သူကဆက်ပြီးတော့ကိုရီသာသွားမလို့ဘူးဆိုရင်မိသားစုတွေ radiation နဲ့ထိကုန်ပြည်သူတွေအကုန်လုံးတေကုန်ကြလိမ့်မယ်ဆိုပြီးတော့မျက်ရည်တွေနဲ့ပြောလိုက်တဲ့အခါအားလုံးကလည်းသဘောတူလက်ခံလိုက်ကြပါတော့တယ်။ ဒရုန်းနဲ့လူတွေအားလုံးစေနာဝန်ထမ်းဖြစ်ပါဝင်လာခဲ့ကြပါတယ်။ဂျေအိုကရောင်းကျူစီကိုတစ်ကြိမ်ဖုံးထပ်ဆက်လိုက်ပြီးတော့ငါဗိုလန်တီယာဖြစ်နေသွားတော့မယ်။အစားတော်ကလိုက်လာမလို့လုံနေသေးမယ်။ဒိုင်းအောင်ကြီးနဲ့ထိပြီးသားမလို့အကြိုက်နေရတော့မှလည်းမဟုတ်ဘူးလေ။မင်းနဲ့ငါမိသားစုတို့ကငါသွားခဲ့တာလို့ရှင်းပြပြီးနှုတ်ဆက်လိုက်တဲ့အခါမှာရောင်းကျူခမရမျက်ရည်ကျနေကလွဲပြီးတော့ဘာမှမတတ်နိုင်ရှာတော့ပါဘူး။ဒရုန်းနဲ့ဒိုင်းအောင်ကြီးတွေကထွက်ပြေးနေတဲ့သူနယ်သားတွေစီကိုတော့ရောက်လာခဲ့ကြပြီးတော့လူတွေအထိတ်လန့်နေဖြစ်ကုန်ကြပါပြီ။မင်းကျန်တဲ့သူ့အမေကလူစုကွဲသွားမယ်။နောက်ဆုံးမှတော့ပြန်လဲပြီးတော့တွေးခဲ့ကြပါလိမ့်။ ရောင်းကြွား JOC ကိုဖုန်းပြန်ခေါ်လိုက်ပြီးတော့တကယ်ပဲဒီလိုလှုပ်ဖွားလွဲပြီးတော့တခြားနည်းလမ်းမရှိတော့ဘူးဆိုရင်တော့ကျမစီကိုရောင်းအောင်ပြန်ခဲ့ဖို့ဂရီပေးလို့ပြောလိုက်ပါတယ်အသက်ရှင်လျက်ပြန်လာခဲ့ရမယ်ဗနေရကြကြစောင့်နေမှာမလို့အသက်ရှင်လျက်သာပြန်လာခဲ့ပြီလို့ရောင်းကြူကတောင်းဆိုလိုက်ပါတယ် JO ကလည်းအင်းအသက်ရှင်လျက်ပြန်လာမယ်လို့ဂရီပေးလိုက်တာပါဒါမဲ့အဲ့ဂရီတွေကတကယ်တမ်းဖြစ်လာမှာမဟုတ်ပဲပေးခဲ့တာဆိုတာကိုတော့ကျွန်တော်အားလုံးလည်းသိကြပြီးသားဖြစ်မှာပါဆိုတော့ဒီလိုနဲ့စေနာဝန်ထမ်းတွေကကာကွယ်ဝတ်စုံတွေဝတ်ပြီးတော့ဘတ်စကားတစည်းတည်းနဲ့ဆဲအောင်စီကိုပြန်သွားကြပါလေ တို့မျိုးကိုပြောင်းတဲ့အခါမှာပြက်စီးမှုအကြီးကျယ်မြင်လိုက်ရတာမို့လို့အရန်ကိုထိတ်လန့်သွားကြပါလေပြောင်းဆွာဆဲုံနဲ့ဝင်ကြုံတွေ့ရမယ်အခြေအနေတွေကိုကြိုးတင်အတီးပေးလိုက်ပြီးတော့လိုရမယ်ရအကြိုက်ခဲပြောက်စီးတဘူးစီကိုလည်းဝင်းအန်တွေကိုပေးလိုက်ပါလေဆဲုံရောက်တဲ့အခါမှာမိသားသမားတွေအားလုံးကတို့ငေးကြည့်နေခဲ့ကြပြီးတော့တောင်ဝင်ရှိသူတယောက်ကဆဲုံနဲ့ကအခြေအနေတွေအသေးစိတ်ကိုပြောပြလိုက်ပါလေသမရနဲ့အစိုးရအဖွဲ့ကပြောင်းဆွာရဲ့အိုးထုံးမှာတက်ဆင်လာတဲ့ကင်မရာကနေတဆင်အခြေအနေတွေကိုစောင့်ကြည့်နေပါလေစစ်စင်စားတဲ့အခါမှာရှေးတန်းဖွဲ့တင်းမွန်းက လိုအပ်တဲ့ကရိယာတွေကိုဝေ့ဆင်ပြီးတော့ဆဲယုံလေးကိုဝင်သွားတာပိုက်တွေကိုပြင်ဆင်ရပါလိမ့်။ဒါမဲ့ဆဲယုံလေးမှာအပူချင်းကအရန်ပြင်းနေပြီးတော့လူတယောက်ခံနိုင်ရ10မိနစ်ပဲရှိတာကြောင့်သူတို့အသက်ရှူလို့မရတော့အချိန်အပြင်ထွက်ကြပြီးတော့ဒုတိယဖွဲ့ team 2ကဝင်ပြီးတော့အပေါ်ပိုင်းကို wedding လုပ်ဖို့အတွက်ကြိုးစားကြရပါလိမ့်။ဒါမဲ့ wedding ဆိုအမှာအမားဝင်တစ်ခုဖြစ်သွားပြီးတော့ပိုကြီးမားတဲ့ပေါက်ကွဲမှုဖြစ်သွားခဲ့ပါလိမ့်။သူတို့အားလုံးမျှော်လင့်ချက်မဲ့ပြီးတော့စိတ်ပြတ်ကုန်ကြပါပြီ။ပြောင်စုတ်ကတော့စေနာဝန်ထမ်းတွေအားလုံးကိုအခုလုံနိုင်တာဘာမှရှိတော့မှမလို့မိသားစုရှိရာစီကိုသာပြန်ကြပါတော့လို့ပြောနေခဲ့ပါတယ် ဂျေဟောကတော့လက်မလျှော့ပဲတခြားနီလန်စူးစားကြအောင်ဆိုပြီးတော့ဝင်ပေါက်ကိုပိတ်ပြီးတော့အခန်းထူးလုလိုက်မယ်ပြီးတော့တူလောင်ကိုအပေါ်တက်ကနေဖြတ်စည်းလိုက်ရပြီမယ်အချိန်မရှိတော့အတွက်ပြင်ဆင်နေတဲ့အချိန်မှာပေါက်ကွဲသွားမှအောင်စူးရတယ်လို့ပြောပြပါတယ်တမရလည်းဒါတွေအားလုံးကြားနေခဲ့ပြီးတော့ပေါက်ကွဲပစ္စည်းတွေကိုတတ်ဆင်နိုင်မဲ့သူဟာတယောက်ပဲရှိတယ်လို့ပြောင်းအစုတ်ကပြောလိုက်ပါတယ်သူတို့ကစီမံကိန်းရေးဆွဲနေချိန်မှာဂျေဟောကကိုတိုင်းပေါက်ခွဲပစ္စည်းကိုတတ်ဆင်မှုဆုံးဖြတ်လိုက်ပါတယ်သူဟာဘုံတွေကိုစိုက်ယုံတွင်းနေရာနှက်မှာတတ်ဆင်နေပါတယ်တန်ငယ်နေဖြစ်သူဂီဆော့ကတော့ ဂျေအော့ဒရာစိတ်မကောင်းဖြစ်ကငိုကြွေးနေပါပြီ။သူ့ထွဲဝင်သွားတဲ့အချိန်မှာလုံးဖော်ကင်ဘက်တွေကတကားပိတ်ပြီးတော့အသေးပိတ်ပစ်ခဲ့ကြပါပြီ။ဂျေအော့မှာအကိုက်ခဲပျောက်စီးလေးလည်းကုံသွားပြီဖြစ်ပြီးတော့သူ့ကိုယ်သူလည်းလှုပ်ရှားလို့မရအောင်နာကျင်နေခဲ့ပါပြီ။ဂျေအော့ကခွင်တောင်းပြီးတော့ရုံမြင်တန်ကြားနေတဲ့ဆင့်သူ့မိသားစုကိုနှုတ်ဆက်စကားပြောခဲ့ပါတော့တယ်။သူ့မိသားစုကဘတ်စကားနဲ့ပြန်ဝင်လာပြီးတော့ရုံမြင်တန်ကြားနေတဲ့ဆင့်သူ့သားလေးနှုတ်ဆန်ရအောင်ကြည့်ပြီးတော့အမေဖြစ်သူရင်ပါကွဲအောင်ငိုကြွေးနေရပါလေ။သူကသူ့ရဲ့အမေမကြီးတူလေးမင်းကြီး အခြေအဆုံးသောချစ်သူရောင်းချူတို့ကိုနှုတ်ဆက်လိုက်ပါတယ်။ဒီမြင်ဝင်းကိုတမရနဲ့တကွအစိုးရအဖွဲ့ဝင်တွေအားလုံးကရက်ကြည့်နေခဲ့ပါတယ်။အားလုံးပြီးဆုံးသွားတဲ့ခါမှတော့သူ့ရဲ့အုတ်ထုပ်ဟာပြုတ်ကျသွားခဲ့ရပြီးဂျဲဟော့လည်းသတိလစ်သွားခဲ့ပါပြီ။ပြောင်စုပ်ကတော့တောင်းအမှန်ပါတယ်လို့ပြောပြီးတော့အဖွဲ့သားတွေအကုန်လုံးအပြင်ထွက်လာခဲ့ကြပါတယ်။အဲဒီချိန်မှာဂျဲဟော့ကမျောလင်းချက်မဲ့သွားငေးဆိုင်ကြည့်နေရင်းနဲ့အစင်းသိမ့်ဖြစ်ပြီလားလို့ပြောပြီးတော့ဖောက်ခွဲခလုတ်ကိုနှိပ်လိုက်တာနဲ့တပြိုင်နက်တည်းဓာတ်အားပြီးစက်ယုံကြီးဟာလည်းပောက်ကွဲသွားခဲ့ရပါတော့တယ်။ တခြားပြည်သူများပြားကိုကယ်တင်နိုင်ခဲ့တဲ့အတွက်ဂျေဟောကလည်းသူ့အသက်ကိုပေးခဲ့တာပါတမရလည်းသူဘလို့ဖြစ်သွားလဲလို့မေးတဲ့အခါပြောင်စုတ်ကညှော်လင်းချက်မရှိတော့တဲ့အတန်းနဲ့ထွက်မလာနိုင်ခဲ့ပါဘူးလို့ပဲပြန်ဖြေလိုက်ပါတယ်တမရကဝမ်းနေပြီးတော့သူ့နာမည်ကိုထာဝရအမှတ်ရနေပါမယ်လို့ဆိုကစွန့်လွတ်အနစ်နာခံမှုတွေအတွက်အလေးပြုခဲ့ပါတယ်နောက်ဆုံးကမ်းမှာတော့ဟွန်ပြောစိတ်ဝင်ဌာနမှုပြောင်စုတ်ဂျေဟောနဲ့တည်ဆုံသွားတဲ့အလုံသမားတွေအားလုံးရဲ့ဇာပနာကိုတက္ကန္တနာကျင်းပပေးနေတာကိုတွေ့ရမှာဖြစ်ပါတယ် ဒေသခံတွေအားလုံးကပောက်ကွဲမှုကြီးဖြစ်ပွားခဲ့တဲ့ဟန်ပြောမျိုးစီကိုတော့ပြန်မသွားနိုင်ခဲ့ကြတော့ပါဘူး။ဒါမဲ့ရောင်းကျူဟာမျိုးရဲ့အနီးကပ်ဆုံးနေရာကိုပြန်သွားပြီးတော့ချစ်ရသူကိုနှုတ်ဆက်ရင်းနေပဲဇက်ကားလီယာဒီနေရာမှာပြီးဆုံးသွားခဲ့ပါတယ်ခင်ဗျာ။